တို့ကျွန်းစင်များအားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့14ရက်စယ်လာ25ပေါ့နော်အင်္ဂါညနေခင်းအတွက်ပါနော်အနေခင်းအတွက်ကိုဒီနေ့အခုပေါ့နော်ဟိုကတော့ keybrand site လေးနဲ့ရှာပေးထားတယ်နော်ဒါဆိုရင် key ပေါ်အရင်ဆုံးကြည့်အောင်ဒီမှာရှိနေတာ3ည4နဲ့3လုံးပေါင်းမယ်3ည4ပေါင်းတော့၄၄နဲ့ပေါင်းတော့ပေါင်းခြင်းက6ပေါ့နော်6တဲ့5 ကင်းဆိုပြီးတော့ရထားတယ်เนาะဒါဆိုရင်ဒီဘက်မှာ break ကိုပြပေးမယ်เนาะ break ကကြတော့ဒီမှာရှိနေတဲ့၄၃နှလုံးပေါင်းခြင်းမှာเนาะ၄၃နှလုံးပေါင်းတော့ပေါင်းခြင်းခွန်ရတယ်ခွန်နဲ့၃ည break ပေါ့เนาะ power နဲ့ခတ်ဆိုတော့ခွန်နဲ့၃ညရထားတယ်เนาะဒါဆိုရင်ဒီမှာရေထွက်ကနန်လေးကိုကြည့်ကြည့်အောင်เนาะထွက်ကနန်ကဒီမှာပါညနေခင်း၁၉၁၉ဆိုတဲ့အတွက်ကြောင့်မို့လို့เนาะဒီမှာ key က ောကိုဘောစင်းတယ်လို့တကိုးနှလုံးပေါင်တော့ပေါင်ခြင်းတုံညနော်ဗရိတ်ကတုံတော့ဗရိတ်စင်းတယ်ပေါ့နော်အဲဆိုလို့ရှိရင်လည်းကိုနောက်ထပ်တပင်ကိုဆက်ပြီးတော့သွားရအောင်နော်ဒီမှာ9 9 9ကို9 9ပေါင်တော့တုံညတုံညနဲ့ကိုနဲ့ပေါင်တော့ပေါင်ခြင်း9ပေါင်ပါလေနက္ခတ်6ကိုလေး6ကီးရထားတယ်ပေါ့နော်ဒါဆိုရင်ဗရိတ်ကဒီမှာ9တက်9တက်နှလုံးပေါင်းတော့ပေါင်ခြင်း6တက်ကို ပြနတာပါပြလိုက်ပေါ့နော်အစိမ်းကြီးနဲ့ပြထားတာပါဒါဆိုရင်ဒီမှာထွက်ကနန်းက၄ခွန်၄ခွန်ဆိုတဲ့အကြောင်းမို့လို့ဒီမှာကီးက၄ကီး၄ခွန်နှလုံးပေါင်းတော့ပေါင်းခြင်းပြိတ်က different ဆိုပြရတယ်နော်နောက်တစ်ပြင်သွားမယ်ဒီမှာ358 35ပေါင်းတော့9 98ပေါင်းတော့3နော်385ဆိုပြီးတော့ရထားတယ်ဒါဆိုရင် break ကြည့်ရအောင်5လေး5လေးနှလုံးပေါင်းတော့ပေါင်းခြင်း6လေး6ဆိုပြီးတော့ เนาะဒါဆိုထွက်ခဏန်းကတင်မှာပေါ့เนาะခဏလေးနော်ဆော့ပင်ကအရာကမထင်ဘူးဖြစ်ဒါဆိုရင်အပြားနဲ့ကြပြလိုက်တော့မယ်เนาะဒီမှာထွက်ခဏန်းက95ပေါ့เนาะ95ဆိုတော့ဒီမှာကီးက9 95နှလုံးပေါင်းတော့ပေါင်းချင်းက၄ပေါ့เนาะရှုပ်သွားမှာဆိုတော့ရောင်းတူနေလို့ဒီမှာမပေါင်းပြတော့ဘူးเนาะဒါဆိုဆက်သွားရအောင်ဒီမှာ၄၅၅၄၅ပေါင်းတော့၉၉၅ပေါင်းတော့၄ လေးကိုနဲ့နော်လေးကိုနဲ့ကြည့်ရတယ်ဗရိတ်ကကြတော့လေဒီမှာ၅ကို၅ကိုနှလုံးပေါင်းတော့ပေါင်းခြင်းလေးကိုနဲ့ပဲနော်အဲ့တော့လေးကိုနဲ့ကြည့်နေလေးကိုနဲ့ပဲဆက်ပြီးတော့ရှာတွေ့ထားတယ်နော်ကြီးကလေးကိုနဲ့ပါနော်ဒီမှာလေးကိုနဲ့လေးကိုနဲ့ရတာလေဗရိတ်ကလည်းလေးကိုနဲ့ဆိုတော့လေးဗရိတ်လေးဗရိတ်ဖြစ်ကျွန်တော်9 9နဲ့ဆိုရင်လေးဗရိတ်ပေါ့เนาะ9ဗရိတ်ဆိုတော့4ဆိုရင်90 cooperate ဆိုတော့နှစ်ဆိုရင်ခွန်ပေါ့နော်ဒါကတော့ cooperate နှစ် price ဆိုတော့ကျွန်တော်၄ဆိုရင် ship 20ပေါ့နော်ဒါကတော့နှစ် price ပေါ့နော်ဒါဆိုရင်ကဏ္ဍလေးတွေရထားတယ်နော်ညနေခင်းအတွက်အကြိုက်ဆုံးကဏ္ဍကတော့ကဏ္ဍလေးပေါ့နော်ဒါကတော့ညီမကြိုက်တယ်ညီမရှယ်ပြောချက်ပဲချင်းဖြစ်ပါတယ်ဘိုးတို့မတော့ကြိုက်တူကြတယ်ဆိုတော့ like ပြီးတော့ကစားကြပေါ့နော်အားလုံးပဲညနေခင်းမှာအဆင်ပြေကောင်းပါစေဆုတောင်းပေးလိုက်ပါတယ်ရှင်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်